မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကစောစုထိန်ချုံနယ်မြေအတွင်းမှာကထိန်ပွဲနဲ့ပျော်ပွဲရှင်ပွဲတွေကိုစောစုကဥဆောင်ကျင်းပနေသလိုမြို့အနီးဝန်းကျင်ကရွာတွေမှာလေကြောင်းကနေဘုံကျဲတာတွေလည်းလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါရယ်။တပိတ်ချင်းမြို့နယ်ကစောစုထိန်ချုံနယ်မြေဖြစ်တဲ့မှတ်တော်မူကြောက်ကြီးထူတွင်ညောင်ရဲစပယ်နကိုကြောက်ကွဲအုံတကူစတဲ့ကျေးရွာတွေမှာကထိန်ပွဲတွေကိုဥဆောင်ကျင်းပနေရပဲဖြစ်ပါရယ်။ အော်တိုဘာ30ရက်တရက်ထဲမှာပဲတပိတ်ချင်းမျိုးအနေကကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်နဲ့မနည်းရှိခဲ့ပြီးတော့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးသူမရှိပေမဲ့ဒဏ်ရသူတွေရှိတယ်လို့ဆိုပါရယ်။တပိတ်ချင်းမျိုးတွေမှာစပယ်နဂိုပန်းပင်ကြောက်ဖြာရေဝုစင်မှတ်တော်မိုးညောင်ရင်ကြောက်ကြီးကြောက်ခွဲအုံတကူအုံပိုင်ထူတွင်စတဲ့ကျေးရွာဆေးရွာကျော်ကိုစောစုကထိ ंछ ုပ်ထားပေမဲ့ကျန်တဲ့ဒေသတော်တော်များများကိုတော့တော်လိုင်းတက်တီကစုမိုးထားတာပဲဖြစ်ပါရယ်။ ီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လကတည်းကတပည့်ချင်းမြို့နယ်ကစောစုအခြေဆိုင်စကန်တွေကိုတော်လိုင်းအင်အားစုတွေကပူးပေါင်းကတိုက်ယူခဲ့ပေမဲ့ခုနှစ်မိုင်ကျေးရွာနီးကစစ်အခြေခံလေ့ကျင့်ရေးတပ်စာခါတာနှစ်နဲ့တွင်းငယ်ကျေးရွာအနီးမှာရှိတဲ့အမှတ်73တပ်မတော်တပ်မြင့်လေ့ကျင့်ရေးကျောင်းနဲ့ကြောက်ကြီးနည်းပညာတပ်စတဲ့စစ်စကန်တချို့နဲ့အနီးအနားကျေးရွာတချို့ကိုတင်းစီရရှိဖို့ကြံရှိနေပါသေးတယ်။ ဒါပေမဲ့စိုးစိုးက2025ခုနှစ်ဇွန်လကစပြီးလေကြောင်းအားကိုနဲ့ခုနှစ်မိုင်ကျေးရွာအနီးကနေစစ်ကြောင်းဆထိုးလာတဲ့စိုးစိုးဟာတပိတ်ကျင်းမြို့ပေါဝင်တော်လန်ရေးတပ်တွေတနေ့ကြာကြာသိမ်းယူနိုင်ခဲ့တဲ့နေမြေတချို့ကိုပြန်လည်သိမ်းယူခဲ့ပြီးနောက်မိုးကုံမန္တလေးလမ်းမိုင်အထိအရှိန်မြင့်ကထိုးစစ်ဆင်ဖောက်ထွက်လာတာပဲဖြစ်ပါတယ်။လက်တလုံးမှာတော့တပိတ်ကျင်းမြို့နဲ့စေရရအချက်ချာကြတဲ့မန္တလေးမိုးကုံလမ်းဆုံရှိတဲ့ဖော်တော်ကျေးရွာတစ်ဝိုက်မှာတိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီးစုပ်စုကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျာ။